မင်္ဂလာပါသားတို့သမီးတို့ရေဒီချေကတော့ grade 5မြန်မာစာကိုတင် जा ပေးမယ်ဒီချေမှဖြစ်ပါတယ်ဒီချေကအခုသားတို့သမီးတို့ကို သင်ခန်းစာ15စင်ပြီးတာအထုပ်ပတိသင်ခန်းစာကိုတင် जा ပေးမှဖြစ်ပါတယ်သားတို့သမီးတို့စင်ပြီးတာကိုကြားတော့ကြားဘူးကြားရလားစင်ပြီးတာဆိုတာကတော့စိုင်းပညာရှင်ကြီးတူဖြစ်တယ် သူ့ရဲ့အထုပ်ပတိကိုတင်ကြရမှာဖြစ်တယ်။အထုပ်ပတိဆိုတာကတော့လူတူတယောက်ရဲ့ဘဝဖြစ်စဉ်ကို ရေးသားတင်ပြထားတဲ့စာပေဖြစ်တယ်။သားတို့သမီးတို့ဟာဒီသင်ခန်းစာကိုသင်ကြားရခြင်းကြောင့်မြမဆိုင်ပညာရှင်စိန်ပေတာအကြောင်းကိုသိရှိလာပြီးအထုပ်ပတိစာပေကိုဖတ်ရှုတတ်လာမယ်။လူပုဂ္ဂိုလ်တူရဲ့အထုပ်ပတိအကြောင်းကိုမှတ်တမ်းတင်ခံရပြီဆိုရင်အဲ့ဒီလူတူဟာတခုခုမှထူးချွန်နေတာထူးခြားနေတာဖြစ်တယ်။ စိန်ပြီးတာဟာဆိုရင်စိုင်းပညာမှာဒူးကျွလို့မတန်းကျင်ခံရတယ်။တောက်သူမီးတို့မမိကြသေးရဲ့လားစတုဒနာမှာဆိုရင်လေဥပုသေရဲ့အကြောင်းကိုသင်ကြားခဲ့ကြရတယ်နော်။ဥပုသေအောင်ဆိုရင်ဇဂါယာမှာတူမတူအောင်ထူးခြားကောင်းမွန်လို့မတန်းတင်ခံရတာဖြစ်တယ်။တာဝတိမျိုးလေအဲ့လိုပုံကိုယ်တွေကိုအတူယူပြီးထူးဆောင်တဲ့ပုံကိုယ်တွေဖြစ်အောင်ကြိုးစားကြရမယ်။ တော်သမီးတို့ရေလူတစ်ယောက်ရဲ့အထုပ်ပတိတစောင်းကိုရေးတော့မယ်ဆိုရင် တိကျမှန်ကန်မှုရှိရမယ်ကိုယ့်ရဲ့ထင်မြင်ချက်နဲ့ရေးလို့မရအောင်နော်မွေးဖွားရာကနေသေဆုံးတဲ့အထိရေးရမယ်ခုနှစ်သက်ကလေးကအစပြပြဆုံးဆုံးတိတိကျကျရေးရမှာဖြစ်တယ်ဒီချေကစိန်ပြည်တိုင်းရဲ့အထုပ်ပတိကိုမဖျက်ပြခင်မှာခက်စစ်အထိပ္ပယ်များကိုအရင်ဖတ်ပြမယ်နော်စိုင်းဝိုင်းပက်လုံးများကို ကြီးစင်ငလိုက်ချိတ်ဆွဲထားသောဒူရီယာတစ်မျိုးဗျောဒုံနှချောင်းဖြည့်ရိုက်ခဲ့တီးရသောတရေနှစ်ဖက်ပိတ်စီး ဓာတ်ပြဓာတ်ဆက်ဖြစ်အတန်လွှင့်ထုတ်ရန်အတန်သင်ထားသောချက်ပြောင်းဝိုက်ယုတ်ဒီကျိုးဆွဲရေးအယုတ်များကိုလှုပ်ရှားကပြစေသည့်အမြင့်သဘင်ဂျီနှောင်းဂျီဝိုင်းနှင့်ချီဆွဲတိခတ်ရသောဂျီမောင်းငယ်ပမာကြီးဆိုင်းဝိုင်းတွင်အကြီးဆုံးပုံဂျီစီသသနာဆိုင်ရာတွင်တိခတ်သုံးပြုသောဂျီပြားချမ်းပိုဝင်းကိုထမ်းရ၌သုံးသောအချောင်းအတန်နာထွင်နှထောင်းနှကက်ပန်စင်ရဲ့နှပြင်းတွင်အပေါက်ဖောက်သည့်တွေ့ကြနေသောနှပန်း မင်္ဂလာတုတ္တကြီးဘွားကြောင့်တရားကောင်းမြတ်ခြင်းတင်တယ်ခြင်းစက်တရေရှိခြင်းဘင်ခရာဘင်နစ်လေးမုံဒူရီယာများပါဝင်သောဒီဝိုင်းဆောင်းဆောင်းကောက်ဆောင်းပြားစသည်ဂျိုတက်ဒူရီယာမိချောင်းဒူရီယာဂျိုသွန်ဆောင်တက်မိချောင်းမုံဒူရီယာတို့ဖြစ်တယ်ဒီခြေကခက်စစ်အသေးပဲကိုဖျက်ပြပေးပြီဆိုတော့ချိန်ပြတဲ့အထုပ်ပဲဒီစာပိုက်ကိုဒီချင်းနဲ့အတူတူဖျက်ကြည့်ကြရအောင် မြန်မာနိုင်ငံတွင်စစ်နှလရာသည့်အလိုက်ရည်ကြီးမှုဆိုင်ရာပွဲတော်များအလူမင်္ဂလာပွဲများတွင်ဆိုင်းဝိုင်းဖြစ်အခန့်ဖြစ်ဖြစ်သည်ရှိသည် အလူကဆိုင်းတဲ့ရောတန်ကြရာမှ အလူပီသားသည်ချက်တီမင်္ဂလာအပေါင်းနှင့်ပြည်စုံသည် အလူအထမြောက်သည်ဟုလက်ခံယုံကြည်ကြသည်ထိုတလိထုံစံကိုပုံမူခိုင်ပြင်းအောင်စိန်ပေတာကတည်ထွင်ပြုလုပ်ထားခဲ့ခြင်းဖြစ်သည်စိန်ပေတာသည်မြမဆိုင်ပညာလောကတွင်အကျော်ကြားဆုံးဆိုင်ပညာရှင်တစ်ဦးဖြစ်သည်ဆိုင်ပညာလောကတွင်စိန်ပေတာ၏ယေရှုကြီးလာသည်ဟုပြောစမှတ်ပြုရသည်စိန်ပေတာသည်ဓပြားလေးစကြောတွင်ခဲ့ရအလူကျက်တည်းကိုဖော်ကျူးသည်မင်္ဂလာပြောညွန့်ဒီလို ရဲစိတ်ရမ်းမဲ့တကြစီသောရင်းညမာဒီလုံမြမဆိုင်ဒီလုံအရသာကိုဖော်ကျူးသည့်6သိညွန်ဒီလုံနောက်ပိုင်းတိအနုပညာကိုပေါ်လွင်စေသော ရွှေမကြီး80ဒီလုံကျမ်းမာရေးကိုလိုက်စားစေလိုသော16မိုင်ဒီလုံတောင်သူလက်သမားများကိုဂုဏ်ပြုသောလက်သမားဒီလုံစသည့်ဒီလုံများမှာထင်ရှားသည်စိန်မီတိုင်းငယ်မြီမှာမောင်လေးဖြစ်သည့် စိန်မီတာကိုနန်းတွင်ဆိုင်တော်တီဆရာဖေကြီးနှင့်နန်းတွင်သူဒေါ်မမလေးမိဘနှပါတို့မှ1882ခုနှစ်နိုဝင်ဘာလ10ရက်တောက်ကြနေတွင် မန္တလေးမြို့ဆိုင်ဝင်းရ၌ဖွားမြင်သည့်ပေါင်လေးသည့်ငယ်စဉ်ကလေးကတူရိယာတန်စင်များနှင့်ရင်နေခဲ့သည့်အเจ้าမှာဖခင်ဖြစ်သူဆရာဖေကြီးသည်နန်းတွင်၌လက်ရာစိန်ဆိုင်ကိုတီးရ၍စီစုံရွာစားနေမျိုးကြော်စွာကောင်းပွဲကိုရရှိသူဖြစ်သည် ။မောင်လေးသည်စိုင်းပညာကိုဖခင်ဖြစ်သူနှင့်စိုင်းဆရာကြီးဦးကျော်စံတို့ထံမှသင်ယူခဲ့သည်။ဆလင်းနှစ်သားမှစ၍မင်းသမီးမထွေလေးဇန်နိုင်စတင်၍ဆိုင်တီသည်မောင်လေးတီးနှိရှိသောဗေဒာသချင်းတူပတ်မှလူကြိုက်များလာ၍ဗေဒာမောင်လေးဟုအမည်တွင်လာသည်မောင်လေးသည်16နှစ်သားတွင်မန္တလေးမှရန်ကုန်သို့ဆင်း၍ဆိုင်တီသည်မန္တလေးသို့ပြန်ရောက်သောအခါစိန်ဆိုင်ကိုတီးရသောဆရာဖေကြီး၏သားဖြစ်သောကြောင့် စိန်ဟုသောစကားသလုံးတို့ကစိန်ပေတာဟု၍အမည်တွင်လာသည်ဇမင်းသားဥဖိုစိန်ဦးစိန်ကတော့ရုပ်သေးဆရာပုဥဖုညိုတို့နဲ့လည်းတွေ့၍တည်ခဲ့သည်ပုံတွင်ဖော်ပြထားသောဆိုင်ဝိုင်းပုံစံကိုတည်ထင်ခဲ့သူမှာစိန်ပေတာဖြစ်သည်စိန်ပေတာသည်ဆိုင်ဝိုင်းများ၏အဆောင်ရောက်အပြင်စင်များကိုလည်းတည်ထွင်ခဲ့သည်ရှေးကဆိုင်ဝိုင်းတွင်ဆိုင်ဝိုင်းကြီး၊နေ၊ကျင်းထောင်းနှင့်ပတ်မတလုံးသာရှိသည် မာကိုဆိုင်းဝိုင်းဤမင်းပေါင်းနာရင်ထား၍တည်ရသည်စိန်ပေတာကပမာတီဆရာကိုတီချာ၆လုံးပညာဆ၍ခွဲပေးပြီးဆိုင်းဝိုင်းဤဝဲဘက်တွင်ထားသည်ဆိုင်းဝိုင်းဤရဘက်တွင်ပိုလုံးထူဝိုင်းဖြင့်ကြီးနောင်ဝိုင်းကိုထားသည်ရခင်ကပမာကိုဝါနဲ့တင်ပေးသည် စိတ်မိတာနဲ့ထက်တွင်ပမာကြီးကိုကျေးစီတန်းဖို့တွင်ထိန်း၌နှကားကောင်းတက်၍အဖျား၌နှကားမိဆွပေးပြီးပမာကြီးကိုထန်းစေခြင်းစသည်ဖြင့်ဆိုင်းပြင်စင်များကိုတစ်မျိုးပြီးတစ်မျိုးပြောင်းလဲကြည့်ရှင်မှုများပြုလုပ်ခဲ့သည်စိတ်မိတာသည်ဆိုင်းပညာတွင်ထူးချွန်ရုံသာမကတည်ထွင်ဆန်းသစ်မှုများကိုနှစ်သက်သူဖြစ်သည်စိတ်မိတာဤတည်ထွင်ဆန်းသစ်သောစိတ်ကူးကိုအထောက်ခံပေးခဲ့သူမှာအိန္ဒိယခရီးစဉ်ဖြစ်သည် စင်ဗီဒာသည်အိန္ဒိယသို့ပါရမူသွားသောသီဘောမင်းဆန်ယာယန္နာဂီရီသို့1931ခုနှစ်တွင်တစ်ကြိမ်1933ခုနှစ်တွင်တစ်ကြိမ်နှစ်ကြိမ်တိုင်တိုင်းရောက်ရှိခဲ့သည်သီဘောမင်း၏တိုက်တက်တဲ့မင်္ဂလာပွဲနှင့်သမီးတော်များနားထွေးမင်္ဂလာပွဲတွင်မြမဆိုင်ဖြင့်ဖြောပြေခွင့်ရခဲ့သည်စင်မီရာဤထူးခြားပြောင်မြောက်သောဖြော်ပြမှုများကြောင့်ဒီဘောမင်းကနေမျိုးပလကျော်သူဟုသောဘွဲကိုချီးမြှင့်ခဲ့လေသည်။ စိန်မီတာသည်အိန္ဒိယပြည်သို့ဒုတိယအကြိမ်ရောက်ရှိစဉ်အနောက်တိုင်းပင်ခရာတီဝိုင်းအဖွဲ့ကတီးသည့်တီလုံကိုနားဖြင့်မှတ်ယူကမြန်မာဆိုင်ဝိုင်းဖြင့်ပြန်လည်တိုက်ခိုက်ခဲ့သည်ထိုတီလုံသည်အင်္ဂလန်တန်ဆန်တီလုံအင်္ဂလန်ပတ်ဆန်တီလုံအဖြစ်ကြော်ကြားခဲ့ပါသည်စိန်မီတာသည်ထိုအချိန်ထိမရှိသေးသောဂီတအသစ်ကိုဖန်တီးခဲ့ခြင်းဖြစ်သည်စိန်ပီရာသည်အိန္ဒိယမှပြန်လာပြီးနောက်တီလုံကွက်ကြဒူရီယာတခုချင်းတသန်းစီတခုပြီးတခုဒီစေချင်းချူဂျေးစီခေါင်းလောင် ပကံပလင်းစသည်တို့ကိုဒူရီယာပစ္စည်းများအဖြစ်အသုံးပြုတည်ထွင်ခဲ့သည်စိန်ပေရာသည်ပညာရယူမှုကိုရည်နာသည်မရှိတသက်တာလုံးစီးပူးလေးလာခဲ့သည်အိန္ဒိယမှာပြန်လာပြီးနောက်စောင်းနှင့်မူကျောင်းဒူရီယာကိုစတင်တင်ကြပြီးမြမဒူရီယာများဖြစ်သည့်ဂျေဂျိုတရေလေလက်ခုတ်ဟူသည်ဒူရီယာ၅ပါးလုံးကိုနိုင်နိုင်နေနေတိမှုတ်တတ်သူဖြစ်သည်စိန်ပေရာသည်စိုင်းကို ခင်းချင်းတိမှုတ်ရဲ့အခက်အခဲရှိသည့်အခါစောင်းကိုမပြတ်တိခဲ့လေးရှိသည် စိန်ပီတာကဂီတပညာတွေစမ်းသစ်တချို့မှုများကို အများအပြားလှူဆောင်နိုင်ဒီမှာပညာသင်ယူရာတွေမြည်သူထံကမဆိုမြည်သည့်နေရာ၌မဆိုသင်ယူစည်းဘူးလေးရှိသောကြောင့်ဖြစ်သည်။ စိန်ပီတာ၏လက်တံကိုအရသာများကလည်းနှစ်သက်ကြသည်။ပညာရှင်ချင်းချင်းကလည်းလေးစားကြသည်။စိန်ပီတာသည်1942ခုနှစ်အောက်တိုဘာလ10ရက်တွင်ရန်ကုန်မြို့၌ကွယ်လွန်ခဲ့ပါသည်။ရွာသားကြီးစိန်ပီတာသည်အမျိုးကုံစာတီကိုထိမ့်သိမ်းမြင့်တည်ုံသာမကနိုင်ငံနှင့်လူမျိုးအတွက်အမျိုးဘာသာပြသနာအတွက်ပါအကျိုးပြုခဲ့သောမျိုးချစ်စိတ်ထက်သန်သည့်တာဝန်ကျေပွန်သည့်စိုင်းပညာရှင်ကြီးတစ်ဦးအဖြစ်ကနဝင်ပြုစံတင်ထိုက်လာပါသည်။ ။ဒီချေတို့ကစားပိုက်ကိုလည်းဖက်ပြီးပြီဆိုတော့အခုတခါဒီချေကစိုင်းဝင်းထဲမှာရှိရွဲ့ဒူရီယပစ္စည်းများကိုတခုညင်းစီပြထားတဲ့ပုံလေးကိုပြပေးမယ်။ဒီမှာကြည့်ကြည့်ပါဦး။ဒူရီယာ73ခုကိုတေချာပြထားရဲ့နော်ဒီချင်တဲ့တူတူဖတ်ကြည့်ကြရအောင်တဘလုံး2 GY 3မောင်းဆိုင်4ဝလခုံ5 2 6 C ခွန်ဝါ6 C တို့9လင်ခွင့်30စတွန်း 17ခြောက်လုံးပတ်12ပမာဤ73မင်းပေါက်တို့ဖြစ်တယ်ဒီစကုတင်ကြခဲ့ရတဲ့စိန်ပေတာရဲ့အထုပ်ပတ်တီကိုနားလည်မယ်လို့မျှော်လင့်ပါတယ်။ဒီသားတို့သမီးတို့လည်းစိန်ပေတာလို့ထူးချွန်ချက်မြတ်တဲ့သူဖြစ်အောင်ကြိုးစားကြနော်။ဒီချေတင်ကြမှုကတော့ဒီလောက်ပါပဲ။ဒီချေတို့နောက်စာတင်ချိန်မှာပြန်တွေ့ကြမယ်နော်။